အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆီမရွှေလာမင်းအေးမဟိတ်ကြီးမျက်လုံးမှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ကျမရဲ့ချစ်မိတ်ဆွေခုနှစ်ရဲ့သားသမီးများအတွက်25ရက်10လ2025မှာ37ရက်10လ2025ဒီမဟိတ်ကြီးမြတ်တာကန်စမာဟောင်းကင်းများကိုတပတ်စာဟောကြားပေးမှာဖြစ်ပါတယ် ဒီတစ်ခါမှာတော့ကျမရဲ့ချစ်မိတ်ဆွေတနင်းကွန်ရီတာသမီတွေဟာဒီရက်တွေအတွင်းမှာငွေကြေးကန်လေးတွေအလွန်ကောင်းသောကာလဖြစ်တဲ့ငွေကြေးအစုလိုက်အပုံလိုက်တွေဝင်မဲ့ဘာပဲလုံးလုံးနှစ်ကြိမ်နှစ်ခါပြုလုပ်ရတဲ့ကိမျိုးလည်းဖြစ်တဲ့အိမ်တွင်းရေးတွေကတော့စိတ်ရှုပ်ချွေးရနိုင်တယ်လို့လုပ်ငန်းမှာလည်းအတိုက်ခိုက်လေးတွေရှိနေတတ်တဲ့လူမျိုးသားကတော့ကုညီမဆတ်တတ်တဲ့မချင်မဲ့ပဲခီးသွားနေရတတ်တဲ့ကုံစုံကုံကြောက်လုပ်ငန်းကားလုပ်ငန်းကြောက်လုပ်ငန်း ်ငပိငချောင်းငပြာရီရောင်းဝယ်ရေးလုပ်ငန်းကင်မရာလုပ်ငန်းကွန်းရောင်းဝယ်ရေးလုပ်ငန်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလောက်ကင်ဝင်သူများအတွက်ကတော့အကျိုးအမြတ်ကြီးကြီးမားမားရနိုင်မယ့်ကာလလည်းဖြစ်ပါတယ်။အစမ်းမရတော့ပူရောင်ကလက်တစ်ဖက်ထုံးကျဲကြိုက်ခဲခြင်းတာတွေလည်းဖြစ်တတ်ပါတယ်။ငယ်ရွယ်သူများအဖို့အချစ်ချစ်သူချစ်သူနှစ်ဦးကြားကြများနေရမယ်ကာလဖြစ်ပြီးတော့အိမ်တော်ရှိသူများအတွက်ကတော့သာသမီကိစ္စကြောင့် နင်းနဲ့မညာစိတ်ကူပန်တော့ကရောက်နေရတတ်ပါတယ်။ ठी ဝါသနာပါလို့ ठी ထိုးမယ်ဆိုရင်နိုင်ငံသား ठी အောင်ပါလေ ठी နှလုံးတွေများကိုထိုးရမယ်ဆိုရင်ခွန်ခွန်အတွဲနှစ်နှစ်အတွဲလေးတွေကိုရှာပြီးတော့ထိုးပေးပါ။အရေးကြီးကိစ္စများကိုတွားရောက်ဆောင်ရွက်ပြုလုပ်တော့မယ်ဆိုရင် ရိုင်းပေါ်ညွန်တညွန်ကိုစောင့်သွားခြင်းအပြင်ကံတရားရဲ့ကုညီထောက်ပံ့မှုကိုရရှိမှာပဲဖြစ်ပါတယ်။ကျမရဲ့ချစ်မိတ်ဆွေတနင်္ဂနွေတွေသားသမီးများမိမိတို့မှာရှိတဲ့ကံညံ့ခိုင်များပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာများရရှိစေဖို့အတွက်ကတော့မိမိတို့နေအိမ်ဖျားမှာကြောက်ကြောနှစ်တုံးကိုတက်လူပူဇော်ပြီးတော့ဆုတောင်းလိုက်ခြင်းအပြင်မိမိတို့မှာရှိတဲ့ကံညံ့ခိုင်များပြေပြောက်ပြီးကောင်းကျိုးချမ်းသာများရရှိကြစေမှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ ကျွန်မကတော့ဆီယမရွှေလာမင်းအေးမဟိတ်ဒီမြေလုံးမှဖြစ်ပါတယ်ဒီတစ်ခါမှာတော့ကျွန်မရဲ့ချစ်မိတ်ဆွေတနင်းလာသားသမီးများအတွက်25ရက်10လ2025မှာ31ရက်10လ2025ထိမဟိတ်ဒီမြေတာတန်ကြမဟောကိများကိုတပတ်စာဟောကြားပြီးမှာပဲဖြစ်ပါတယ်ကျွန်မရဲ့ချစ်မိတ်ဆွေတနင်းလာသားသမီးတွေဟာဒီရက်တွေအတွင်းမှာ စိတ်ရှုပ်ထွေးစိတ်ညစ်စရာတွေတစ်ခုပြီးတစ်ခုနဲ့ကြုံရတတ်တဲ့မိတ်ဆွေကောင်းဆရာသမားကောင်းတွေနဲ့လည်းတွေ့ဆုံရတတ်ပါတယ်။မြေကိစ္စအမွေကိစ္စလေးတွေအဆင်ပြေအောင်မြင်မယ်။ဆွေမျိုးသားချင်းတို့ရဲ့ဒုက္ခပင်းခြင်းကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါတယ်။အရေးကြီးစာရွက်စာတမ်းများပျောက်ဆုံးခြင်း၊စက်တနာဖြစ်ရှင်းရခြင်းများနဲ့လည်းကြုံရတတ်တဲ့အိမ်ပြင်နာအိမ်ပြောင်းနာတွေလည်းမထင်မှတ်ပဲနဲ့ပြုလုပ်ရတတ်ပါတယ်။ကျမ်းမာရေးရတော့သွား သွေးသားအရေပြားနဲ့ပတ်သက်တဲ့ယောဂလေးတွေကိုယူဆိုင်ပေးဖို့လိုပါတယ်။ငယ်ရွယ်သူများအဖို့ဈားလေးသွေးလိုဝေးရမယ့်ကိန်းဖြစ်ပြီးတော့အိမ်အောင်ရှိသူများအတွက်ကတော့ဆွေမျိုးသားချင်းတို့ကြောင့်လင်းနဲ့များစိတ်ဝမ်းကွဲရမယ့်ကာလလည်းဖြစ်ပါတယ်။ချီဖနက်အထက်ရောင်းဝယ်ရေးလုပ်ငန်းနှမ်းရောင်းဝယ်ရေးလုပ်ငန်းဓာတ်ပုံလုပ်ငန်းနိုင်ငံရေးခြားလူမျိုးခြားနဲ့ပတ်သက်သောလုပ်ငန်းများမှာတော့တိတိကျကျအဆင်ပြေအောင်မြင်မှုတွေရရှိပါလိမ့်မယ်။ ထီဝါဒနာပါလို့ထီထိုးမယ်ဆိုရင်နိုင်ငံသားထီအောင်ပါလေထီနှလုံးတည်များကိုထိုးတော့မယ်ဆိုရင်၃ည၅အကျွဲ၅လေးအကျွဲလေးတွေကိုရှာပြီးတော့ထိုးပေးပါအရေးကြီးကိစ္စများကိုတွားရောက်ဆောင်ရွက်ပြုလုပ်တော့မယ်ဆိုရင်ပဲလော်တထုပ်ကိုစောင့်သွားခြင်းအပြင်ကံတရားရဲ့ကုညီထောက်ပံ့မှုကိုရရှိမှာပဲဖြစ်ပါတယ်။ကျမရဲ့ချစ်မိတ်ဆွေတနင်္လာနေ့သမီးများမိမိတို့မှာရှိတဲ့ကံရိုက်ခံများပြပြပြီးကောင်းကျိုးချမ်းသာများရရှိစေဖို့အတွက်ကတော့ စည်ရင်းလွမ်းပါသူများကိုအဝိစားဟောင်းများ စွန့်ကြဲခြင်းအပြင်မိမိတို့မှာရှိတဲ့ကံရက်ခိုင်များပြပြပြီးကောင်းကျိုးချမ်းသာများရရှိကြစီမှာပဲဖြစ်ပါလေရှင်။အားလုံးပဲမင်္ဂလာပါရှင်။ဒီမှာကတော့ဆီယမရွှေလာမင်းအေးမဟိတ်ဒီမျိုးလုံးမှာဖြစ်ပါလေ။ဒီတစ်ခါမှာတော့ကျမရဲ့ချစ်မိတ်ဆွေအင်္ဂါသားသမီးများအတွက်25ရက်10လ2025မှာ 31ရက်10လ2025ကြီးမဟိတ်ဒီမြစ်တာကံစမာဟောကင်းများကိုတပတ်စာဟောကြားပေးမှာပဲဖြစ်ပါတယ်။ကျမရဲ့ချစ်မိတ်ဆွေအင်္ဂါသားသမီးတွေဟာဒီရက်တွေအတွင်းမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့စိတ်နဲ့လူနဲ့မကပ်ပဲနဲ့ဖြစ်နေတတ်ပါတယ်။လုံချင်ကန်ချင်စိတ်များလဲရောပါနေတတ်တယ်။စေယုံစေကန်းတွေကိုတော့မကြခနာသွားနေရတတ်တယ်။လုပ်ငန်းမှာလည်းအပြိုင်အဆိုင်အနှောက်အယှက်များသောကာလဖြစ်ပါတယ်။ ငွေကြေးကိစ္စများကိုတကြီးကြီးစွာထားပြီးတော့လုံခြုံတဲ့တော့အချိန်ဖြစ်ပါတယ်။ဆုံးရှုံးခြင်းများအလိန်ခံရခြင်းများလည်းဖြစ်ပေါ်တတ်ပါတယ်။မွေးမြူရေးလုပ်ငန်း၊ပယ်ပြောင်းရောင်းဝယ်ရေးလုပ်ငန်း၊ပရိဘောဂလုပ်ငန်း၊ပွဲရုံလုပ်ငန်း၊အကျိုးဆောင်လုပ်ငန်း၊ပညာရေးနဲ့ပတ်သက်သောလုပ်ငန်းလုပ်ကိုင်နေသူများအတွက်ကတော့အဆင်ပြေအောင်မြင်မှုတွေရရှိမှာပဲဖြစ်ပါတယ်။စိတ်ကြောင့်ဖြစ်သောယောဂါတွေလည်းဖြစ်တတ်ပါတယ်။ ငယ်ရွယ်သူများအဖို့အချစ်ရင်းမှာဆွေမျိုးသားချင်းကြောင့်စိတ်ရှုပ်ထွေးနေရတတ်ပါတယ်အိမ်တော်ရှိသူများကတော့စကားပြောအမှားကြောင့်လင်းနဲ့မရအစ်မပြေသေးတယ်ဖြစ်တတ်ပါတယ်ရေးအရေးကြီးကိစ္စများကိုတွားရောက်ဆောင်ရွက်ပြုလုပ်တော့မယ်ဆိုရင်ဓာန်ညွန့်တညွန့်ကိုစောင့်သွားခြင်းအပြင်ကံတရားရဲ့ကူညီထောက်ပံ့မှုကိုရရှိမှာပဲဖြစ်ပါတယ်ချီဝါဒနာပါလို့ထီထိုးမယ်ဆိုရင်နိုင်ငံသားချီအောင်ပါလေချီနှလုံးတည်များကိုထိုးရမယ်ဆိုရင် ဖွန်တက်အတွဲ၅၆အတွဲလေးတွေကိုရှာပြီးတော့ထိုးပေးပါကျမရဲ့ချစ်မိတ်ဆွေအင်္ဂါသားသမီးများမိမိတို့မှာရှိတဲ့ကံညက်ခိုင်များပြေပြောက်ပြီးကောင်းကျိုးချမ်းသာများရရှိစေဖို့အတွက်ကတော့မိမိတို့နေရင်ခရားမှာ no a တစ်ဖက်ကိုကတ်လူပူဇော်ပြီးတော့ဆုတောင်းလိုက်ခြင်းအပြင်မိမိတို့မှာရှိတဲ့ကံညက်ခိုင်များပြေပြောက်ပြီးကောင်းကျိုးချမ်းသာများရရှိကြစေမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲ မင်္ဂလာပါရှင်ကျမကတော့ဆီယမရွှေလာမင်းရဲ့မဟိတ်ဒီမျက်လုံးမှဖြစ်ပါတယ်ဒီတစ်ခါမှာတော့ကျမရဲ့ချစ်မိတ်ဆွေဗုဒ္ဓူးသားသမီးများအတွဲ25ရက်10လ2025မှာ31ရက်10လ2025ထိမဟိတ်ဒီမြေတာကံကျမဟောခေးများကိုတပတ်စာဟောကြားပြီးမှာပဲဖြစ်ပါတယ်သမားရဲ့ချစ်မိတ်ဆွေဗုဒ္ဓတာသမီးတွေဟာဒီရက်တွေအတွင်းမှာရံအတိုက်ခိုက်နှောက်ယှက်တွေ လွန်စွာများသောကာလဖြစ်ပါတယ်လုပ်ငန်း၌အထက်လူချင်းနဲ့အဆင်ပြေသောများလည်းလုပ်ဖို့အကင်ပတ်များရဲ့မနာလိုကြောက်တွန်းခြင်းကိုခံရတတ်ပါတယ်လူမျိုးသားဒုက္ခလူမျိုးသားဒုက္ခပင်ခြင်းလူမျိုးသားနဲ့ပတ်သက်ဆက်နွယ်သောလုပ်ငန်းများအဆင်မပြေဖြစ်တတ်ပါတယ်ငွေမဝင်တဲ့အပြင်အကျွေးပါပြင်နေတတ်တယ်သုတ်တန်တဲ့ခရီးသွားလုပ်ငန်းအသီးနှံရောင်းဝယ်ရေးလုပ်ငန်းဟိုတယ်လုပ်ငန်းကုန်သွယ်ကြီးများလုပ်ငန်း ်တင်ဒန်းဖွင့်လှစ်သောလုပ်ငန်းလို၌အဆင်ပြေအောင်မြင်မှုများရရှိနိုင်သောခြင်းငယ်ဖြစ်ပါတယ်ကျမ်းမာရေးကတော့နားနှာခေါင်းနဲ့ပတ်သက်သောယောဂါမျိုးဖြစ်တတ်ပါတယ်ငယ်ရွယ်သူများအဖို့ချစ်သူရဲ့တစ္ဆာဖောက်ခြင်းကြောင့်နှလုံးသားများနာကျင်ကြေကွဲနေရတဲ့ကာလဖြစ်ပြီးတော့အိမ်တော်ရှိသူများအတွက်ကတော့ပြောင်းနေပြောင်းမျက်နှာချင်းဆိုင်ရွံ့မရလောက်အောင်အခြေအနေတွေတင်းမာနေသောကာလလည်းဖြစ်ပါတယ် ထီဝဒနာပါလို့ထီထိုးမယ်ဆိုရင်နိုင်ငံခြားထီအောင်ပါလေထီနှလုံးညီများကိုထိုးတော့မယ်ဆိုရင်တစ်နှစ်အတွဲ၆ပုံအတွဲလေးတွေကိုရှာပြီးတော့ထိုးပေးပါအရေးကြီးကိစ္စများကိုတွားရောက်ဆောင်ရွက်ပြုလုပ်တော်မယ်ဆိုရင်အကြော်တစ်ခုစားသွားခြင်းအပြင်ကံတရားရဲ့ကုညီထောက်ပံ့မှုကိုရရှိမှာပဲဖြစ်ပါတယ်။ကျမရဲ့ချစ်မိတ်ဆွေဗုဒ္ဓသားသမီးများမိမိတို့မှာရှိတဲ့ကံရိုက်ခိုင်များပြပြပြီးကောင်းကျိုးချမ်းသာများရရှိစေဖို့အတွက်ကတော့ မိမိတို့နေပြားမှာအုံချောင်းညွန့်ကိုကတ်ကူပူဇော်ပြီးတော့ဆုတောင်းလက်ချင်းအပြင်မိမိတို့မှာရှိတဲ့ကံဉဏ်ခိုင်မြတ်ပြပြပြီးကောင်းကျိုးချမ်းသာများရရှိကြစီမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆီယမရွှေလာမင်းအေမဟိတ်ဒီမျိုးလုံးမှာဖြစ်ပါတယ် စ်မိတ်ဆွေကြာတာပရိသတ်သမီးများအတွက်25ရက်ဆယ်လာ2025မှ31ရက်ဆယ်လာ2025ထိမဟိတ်ဒီမြတာကံစမာဟောင်းကိများကိုတပတ်စာဟောကြားပေးမှာပဲဖြစ်ပါတယ်။ဇမရဲ့ချစ်မိတ်ဆွေကြာတာပရိသတ်သမီးတွေဟာဒီရက်ကြွေကြွဲမှာလောကမြတ်ဒုက္ခဆိုကလို့တွေဖြစ်နေပါလိမ့်မယ်။ရှိသမျှပစ္စည်းငွေကြေးများတစ်ခုပြီးတစ်ခုထွက်နေတတ်တဲ့ယခုအချိန်မှာလေလုပ်ငန်းတွေတိုးချဲ့ခြင်းပြောင်းရွှေ့ခြင်း လုတ်ကင်များတွေကိုမလုတ်တင်သေးပါဘူးလူယုံများရဲ့တစ္ဆာမဲ့ခြင်းကိုခံရတတ်တဲ့မိတ်ဆွေအိမ်မှာမီးလန့်တာဝါယာရှော့ဖြစ်တာတွေလည်းဖြစ်တတ်တယ်အိမ်သုံးကုန်ပစ္စည်းအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအုပ်လုပ်ငန်းအိတ်လုပ်အိတ်လုပ်ငန်းရောင်းဝယ်ရေးလုပ်ငန်းဘဲဥကျဥရောင်းဝယ်ရေးလုပ်ငန်းလုတ်ကင်နေသူများအတွက်ကတော့အဆင်အဆင်ပြေမှုလေးတွေများပါလိမ့်မယ်စမ်းမကြီးကတော့ခါအကျော်ကြီးပေါင်းယောဂလေးတွေကိုတတိထားပြီးပါ ငယ်ရွယ်သူများအဖို့မိတ်အချစ်ရင်းမှာမိတ်ဆွေအပေါင်းအသင်းများကြောင့်ချစ်သူနှစ်ဦးစိတ်ဝမ်းကွဲသွားတတ်တယ်။အိမ်အောင်ရှိသူများကတော့မိမတဦးကြောင့်စိတ်အနှောက်အယှက်လေးတွေဖြစ်ဖြစ်တတ်တယ်။အရေးကြီးကိစ္စများကိုတွားရောက်ဆောင်ရွက်ပြုလုပ်တော့မယ်ဆိုရင်စာရေးတိအိတ်ကိုစောင့်သွားခြင်းအပြင်ကံတရားရဲ့ကူညီထောက်ပံ့မှုကိုရရှိမှာပဲဖြစ်ပါတယ်။ကျမရဲ့ချစ်မိတ်ဆွေကြာတာပြေးတာများထီဝါဒနာပါလို့ထီထိုးမယ်ဆိုရင နိုင်ငံသားကြီးအောင်ပါလင်ကြီးနှလုံးပြင်းများကိုထိုးတော့မယ်ဆိုရင်ပြစ်တုံများအတွဲ၃နှစ်အတွဲလေးတွေကိုရှားပြီးတော့ထိုးပေးပါကျမရဲ့ချစ်မိတ်ဆွေကြာတာမေးသားသမီးများမိမိတို့မှာရှိတဲ့ကံ့ရန်ခိုင်များပြေပြောက်ပြီးကောင်းကျိုးချမ်းသာများရရှိစေဖို့အတွက်ကတော့မိမိတို့နေပြားမှာအုံတို့ခောက်ဆွဲတပွဲကိုကတ်လူပူဇော်ပြီးတော့ဆူတောင်းလိုက်ခြင်းအပြင်မိမိတို့မှာရှိတဲ့ကံ့ရန်ခိုင်တွေပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာများရရှိကြစီမှာပဲဖြစ်ပါတယ်ရှင် thank you အားလုံးပဲမင်္ဂလာပါရှင်ဇမကတော့ဆီယမရွှေလာမင်းမဟိတ်ဒီမျိုးလုံးမှဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဇမရဲ့ချစ်မိတ်ဆွေတောက်ကြသားသမီးများအတွက်25ရက်10လ2025မှာ31ရက်10လ2025ခုထိ မဟိတ်ဒီမြတ်တာကံစမာဟောကိမျာကိုတပတ်စာဟောကြားပြီးမှာပဲဖြစ်ပါတယ်။ကျမရဲ့ချစ်မိတ်ဆွေတောက်ကြသားသမီးတွေဟာဒီကာလတွင်မှယခင်ယခင်ကရက်ဆိုင်ထားရသောလုပ်ငန်းများပြန်လည်လုပ်ကံရတတ်တယ်။မြုပ်နေသောလုပ်ငန်းတွေလည်းပြန်ပေါ်လာတတ်ပါတယ်။သူတစ်ပါးရဲ့ဆွဆွဲပြောဆို ခံရခြင်းတွေဆွဆွဲပြောဆိုခြင်းတွေလည်းခံရတတ်တယ်။ငွေကြေးကံကတော့ကောင်းနေမယ်။အဖို့ရဲ့ယန္တနာပစ္စည်းတွေလည်းဝင်လာတတ်တယ်။ ရှင်သီဝလိရယတိတ်ယဟန္တာပုံတော်များလည်းဝင်လာတတ်တယ်ဝင်လာရင်လည်းကောင်းပါတယ်အဘိုးတန်ကြောက်တလုံးလည်းဝင်လာတတ်တယ်အလှကုန်ပစ္စည်းပျက်စီးပစ္စည်းရေတပ်လုပ်ငန်းရွှေရောင်းဝယ်ရေးလုပ်ငန်းလောင်းကစားလုပ်ငန်းအမှုပညာလုပ်ငန်းအနှံ့ပြင်ဆိုင်လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းလုပ်ကင်နေသူများအတွက်ကတော့အကျိုးမြတ်များစွာရရှိနိုင်သောကာလဖြစ်ပါတယ်ကျမရတော့အစုပ်စည်းမျက်စိတတိထားပြီပါငယ်ရွယ်သူများအဖို့ချစ်သူဝိုင်းဝိုင်းလည်နေသောကာလဖြစ်ပြီးတော့ ိမ်တော်ရှိသူများအတွက်ကတော့အိမ်တော်ဘက်ရဲ့သစ္စာမဲ့ခြင်းကိုခံရမယ့်ကာလဖြစ်ပါတယ်။ជីវဒနာပါလို့ခြိထိုးမယ်ဆိုရင်နိုင်ငံသားကြီးအောင်ပါလိမ့်ကြီးနှလုံးတွေများကိုထိုးတော့မယ်ဆိုရင်၄၃အတွဲ၄၁အတွဲလေးတွေကိုရှာပြီးတော့ထိုးပြီးပါရေကြီးကိစ္စများကိုတွားရောက်ဆောင်ရွက်ပြုလုပ်တော့မယ်ဆိုရင်ခရင်ညွန့်တညွန့်ကိုစောင့်သွားခြင်းအပြင်ကံတရားရဲ့ကုညီထောက်ပံ့မှုကိုရရှိမှာပဲဖြစ်ပါတယ်။ကျမရဲ့ချစ်မိတ်ဆွေတောက်ကြတာသမီးများ မိမိတို့မှာရှိတဲ့ကံရိုက်ခိုင်များပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာများရရှိစေဖို့အတွက်ကတော့မိမိတို့နေပြားမှာရွှေရည်တပွဲကိုကတ်တူပူဇော်ပြီးတော့ဆူတောင်းလိုက်ခြင်းအပြင်မိမိတို့မှာရှိတဲ့ကံရိုက်ခိုင်များပြေပြောက်ပြီးကောင်းကျိုးချမ်းသာများရရှိကြစေမှာပဲဖြစ်ပါလေရှင်ကျမကတော့ဆီယမရွှေလာမြင့်အေးမဟာဒီမြလုံးမှာဖြစ်ပါတယ် င်စနေသားသမီးများအကျွမ်း25ရက်10လ2025မှ31ရက်10လ2025ထိမဟိတ်ကြီးမြစ်တာကံကြမ္မာဟောကိများကိုတပတ်စာဟောကြားပေးမှာပဲဖြစ်ပါတယ်။ကျမရဲ့ချစ်မိတ်ဆွေစနေသားသမီးတွေဟာဒီရက်တွေအတွင်းမှာဘာပဲလုပ်လို့ဆုံးဖြတ်ချက်ကိုရဲရဲချပြောရဲရဲလုပ်ရမယ့်ကာလဖြစ်တဲ့လုံးတမြကင်တမြတွေအစဉ်ပြေနေမယ်မိဘဆရာသမားများခြံကနေပြီးတော့အခုညီကောင်းအကြံဉာဏ်ကောင်းတွေအထောက်ပံ့ကောင်းတွေရရှိပါလိမ့်မယ်။ လူမျိုးသားဒါမှမဟုတ်စနေသားသမီးတွေဒုက္ခပီးခြင်းကိုတော့ခံရတတ်တယ်။နာယီပြက်တစ်လုံးရှိနေတတ်တယ်။ပြင်ကြည့်ပါမရလို့ရှိရင်စွန့်ပစ်လိုက်ပါ။ကျမ်းမာရေးကတော့လေထိုးလေအောင်ဖြစ်တာတွေဝမ်းပိုင်းနဲ့ပတ်သက်သောယောဂဖြစ်ခြင်းတွေကိုဂယုစိုက်ပေးပါ။ငယ်ရွယ်သူများအတွက်ကတော့ချစ်ပင်တွေပြိုးပြီးတော့ချစ်ပန်းတွေဝေနေမဲ့ကာလဖြစ်ပါတယ်။အိမ်တော်ရှိသူများအဖို့ကတော့ဘာပဲလုပ်လို့မောင်းတဘောမဲ့တဘောဆိုပြီးတော့ตาရကြည်နူးရမယ့်အချိန်လေးဖြစ်ပါတယ်။ စံစီစေစာစက်ပစ္စည်းစာရေးကိရိယာစောက်လုပ်ရေးလုပ်ငန်းစက်ပူရှယ်ယာလုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက်ကတော့အကျိုးမြတ်များစွာရရှိနိုင်သောကာလလည်းဖြစ်ပါတယ်။ထီဝါဒနာပါလို့ထီထိုးမယ်ဆိုရင်နိုင်ငံခြားထီအောင်ပါလိထီနှလုံးတည်များကို ထိုးတော့မယ်ဆိုရင်သုံးငါအတွဲသုံးတုံညာအတွဲလေးတွေကိုရှာထိုးပြီးပါအရေးကြီးကိစ္စများကိုတွားရောက်ဆောင်ရွက်ပြုလုပ်တော့မယ်ဆိုရင် စပယ်ပန်းလေးကိုစောင့်သွားခြင်းအဖြစ်ကန်တရားရဲ့ကူညီထောက်ပံ့မှုကိုရရှိမှာပဲဖြစ်ပါတယ်။ကျမရဲ့ချစ်မိတ်ဆွေစနေသားသမီးများမိမိတို့မှာရှိတဲ့ကံရမ်းခံရပြပြောက်ပြီးကောင်းကျိုးချမ်းသာများရရှိစေဖို့အတွက်ကတော့မိမိတို့နေပြားမှာပန်းဒီတလုံးကိုကတ်လို့ပူဇော်ပြီးတော့ဆူတောင်းလိုက်ခြင်းအဖြစ်မိမိတို့မှာရှိတဲ့ကံရမ်းခံရပြပြောက်ပြီးကောင်းကျိုးချမ်းသာများရရှိကြစေမှာပဲဖြစ်ပါတယ်ရှင်။